တော့ပထမဦးဆုံးဆရာဝိုင်းနဲ့ပထမဦးဆုံးစုံတဲ့ကားလေးအဲဒီစုံတဲ့အချိန်မှာအရန်ကြောက်တယ်မီတင်ပထမဦးဆုံးနေ့ရက်ကြောက်တာကိုမျက်လုံးကိုအားနေချက်လို့ထင်တယ်အားနေချက်ဆိုဘာလို့လဲဆိုကိုကနှလုံးမေးရတယ်မှာပါလေသူများရင်နဲ့မတူနှလုံးမေးရောက်ခါကျတော့ ဟိုငါးမျိုးလုံးကငါးပြောက်ဆောင်ပေါ်ပါမလားအဲ့လိုစိတ်မျိုးရှိရရှိတဲ့အချိန်မှာဆရာဝိုင်းနဲ့တွေ့တဲ့အချိန်မှာနင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်နင်းလိုချင်တဲ့ပုံလုပ်လို့ရတယ်ဒါကမျက်လုံးကအဓိကမဟုတ်ဘူးနင်းမျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်ကမှကိုကိုကိုယုံကြည်မှုရှိတယ်ဘာဝါရကောင်ကဘာဖြစ်ကြရကောင်လိုက်လေခေါ်လို့နေပါလိမ့်မယ်လမ်းပေးကခွေဝဲစားလို့အောင်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူး ီဇန်လန်းထဲမှာဆိုအစုံစင်းတွေအဓိကတော့များမယ်အစုံစင်းတွေအရင်နဲ့စုံနေရတဲ့စင်းတွေများတယ်အဲကြောင့်မို့အစုံစင်းတွေပြင်လို့ပြောပါအာအခုဒီ feeling ဆိုတော့ဇလန်းတွေထဲမှာအရင်အရင်လိမ့်ပါတဲ့ကိုက်တာနော်သာသမီလေးတွေအနေနဲ့တွေ့ရမယ်ပြီးတော့အရင်ကလိမ့်ပါစေအဲအဲ့လိုပုံစံလေးနဲ့တွေ့ရမှာပေါ့နော်မမြင်ဘူးတဲ့ character မျိုးနဲ့မြင်ရမှာ little little ကိုရောကိုမယ်နော်နည်းနည်းရောကိုပါဘာသူနည်းနည်းရောနည်းနည်းရောကိုရတယ်အပြင်ကိုင်းတိုင်းနည်းနည်းကိုပါတယ်ပုံစင်းမှာတော့မတရား တက်တော့ရိုက်တာလေကျွန်တော်တို့အစင်းပေါ်မှာတကယ်အမှတ်တရတော်တော်များတယ်ကျွန်တော်တကယ်အိပ်ပေါ်ပါအဲ့အိတ်အိတ်အိတ်ရိုက်နေတဲ့အိပ်ပါရိုက်နေတဲ့အိပ်အော်တော့တက်တော့ဆော့တာတက်တော့ဆော့တက်တော့ဆော့ကြတာအကောင်လုံးကကိုယ့်ဘက်တကူကိုယ်စင်းလေးပြီးသွားပြီဆိုလို့ရှိရင်အဲတက်တော့ဆော့ကြတာဒါအော်တော့ပထမဦးဆုံးဆရာဝိုင်းနဲ့ပထမဦးဆုံးစုံတဲ့ကားလေး အဲ့ဒီဆုံတဲ့အချိန်မှာအရန်ကြောက်တယ်မီတင်ပထမဦးဆုံးနေ့ရက်ကြောက်တာဟိုဘာလို့ကြောက်တာလဲဆိုတော့မမေးနဲ့အရန်ကြောက်တာအရန်ကြောက်တော့ကိုကပြီးတော့အတာကြီးနေကိုနေဝင်းတို့မချူလေးတို့တပင်းပင်းတလန်လန်ပြောရတဲ့ဟာလေးရှိတယ်ရှိတော့ ကိုကခလေးဟိုဘယ်လိုပြောမလဲအပြင်မှာကျတော့ respect ထားရတယ်အမတွေကအဲ့လိုမျိုးပြန်ပြောတဲ့ခါကျကိုကအဲ့စိတ်လေးပါတယ်လေးစားသမှုလေးပါတဲ့အချိန်မှာအဲ့ဒါတွေကိုဖျောက်ပေးရတယ်ပြောစရာဝိုင်းဒီလိုလိုချင်တယ်ဒီလိုလိုချင်တယ်သမီးဆိုပြီးတော့တင်ပေးတဲ့အချိန်မှာမျက်လုံးအကြည့်ကစားတရုပ်ဆောင်တဲ့ handbag ကစား dialogue flow ကစားအကုန်ပြောင်းပြီးတော့ဟောတရုပ်ဆောင်ထားတယ်ပြီးတော့အဝေါ်ကဒီမှာဘာဖြစ်လဲဆိုတော့ကိုမျက်လုံးကိုအားနေချက်လို့ထင်တယ်အားနေချက်ဆိုဘာလဲဆိုကိုကမျက်လုံးမေးရတယ်မှာပါလေသူများရင်းနဲ့မတူမျက်လုံးမေးရောက်ခါကျတော့ ဟိုငါးမျိုးလုံးကငါးပြောက်ဆောင်ပေါ်ပါမလားအဲ့လိုစိတ်မျိုးရှိရရှိတဲ့အချိန်မှာဆရာဝိုင်းနဲ့တွေ့တဲ့အချိန်မှာနင်းမျက်လုံးကလိုချင်တဲ့ပုံပြောင်းလို့ရတယ်နင်းလိုချင်တဲ့ပုံလုပ်လို့ရတယ်ဒါကမျက်လုံးကအဓိကမဟုတ်ဘူးနင်းမျက်လုံးကအကုန်လုပ်လို့ရတယ်နော်ဆိုပြီးတော့ပြောတဲ့အချိန်ကမှကိုကိုကိုယုံကြည်မှုရှိတယ်အခုဒီအချိန်မှာကွာအရင်တော့ဆိုငါးမျက်လုံးကမေးနေရငါမျက်ရည်ခွဲလိုက်ရင်ကောင်းမလားမျက်လုံးပူပေါ်တော့မှတရုပ်ဆောင်တာကိုလုံးလို့ကောင်းမလားဆိုတဲ့စိတ်မျိုးအော်စိတ်ထဲမှာရှိတယ် ဒါပေမဲ့ CIA ဝိုင်းနဲ့တွေ့ရချိန်မှာဒါတွေကမဟုတ်ဘူးတရုတ်ဆောင်တဲ့အကအဓိကဒီကိုတကယ်တော့ကိုယ်ရင်းနဲ့ဖန်သားချက်ကနေတကယ်တရုတ်ဆောင်နိုင်လို့ရှိရင်နှလုံးမှာလည်းပေါ်လာမယ်ကိုယ့်ရဲ့တရုတ်ဆောင်မှုတွေကလည်းပုံပြီးကောင်းလာမယ်ဆိုတဲ့ဟာမျိုး CIA ဝိုင်းနဲ့တွေ့ရချိန်မှာအော်တိလာတယ်တိလာချိန်မှာနှလုံးကခွဲရမခွဲရသည်ဒါဟိုအရေးကြီးတဲ့ချက်မို့တရုတ်ဆောင်ကောင်းမှုကအဓိကချက်ပြီးတော့ဟိုအော်မျက်လုံးကိုလုံးတလုံးပုံလုံးလို့ရတယ်ဆိုတဲ့အချိန်ကစပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိသွားတယ်ကိုယ့်ရဲ့အားနည်းချက်ကအားတကျဖြစ်သွားတယ်အားအမှန်ဒါလည်းမှန်တယ်တိလိုက်လေ ကောင်မလေးကရမ်းလိမ့်ပါလားဖြန့်ဖြန့်ဖြန့်နေအပြင်းပြန်လန့်လန့်ပေါ့တကယ်တော့မထီကောင်ဒါမဲ့ရိုက်တဲ့ချိန်မှာကိုနေဝင်းနဲ့ရိုက်တဲ့ချိန်မှာထီသွားရရှိရကန်ကောင်းတော့ပေါ့အရင်မထီသွားအဲ့လိုမျိုးနည်းနည်းလေးတော့ထီသွားမျိုးရှိရအဲ့လိုမျိုးရိုက်ရတဲ့ခံချရတဲ့ခံနေဆိုတာရှောင်းနေလွတ်တယ်ဆိုတော့ရှားရလေတကယ်ဟိုတရုပ်ဆောင်နေတဲ့ချိန်မှာလက်ကကိုယ့်ရဲ့အချိန်မထိနိုင်တဲ့အရာလေးရှိရအဲ့တော့နည်းနည်းပပတော့ရှက်ထီခဲ့ဒါမဲ့ကြီးကြီးမားမားတော့ဘာမှမဖြစ်ဘူးအားမပါခဲ့ဘူး အားတော့မပါဘူးဘယ်မှာကြောက်လဲမမလေးကလာစင်ပြရတာအကောင်ရရတယ်ပေါ့ဘာဝရကောင်ဟာကောင်ရလေခေါ်တော့နေပါလိမ့်မယ်လမ်းပေးရခွေဝဲစားလို့အောင်ကန်းသားလို့လုံးဝခေါ်မခံနိုင်ဘူးဆရာဒီကကိုမတည်တဲ့အရာတွေကိုအများကြီးတင်ပေးတယ်ပြီးတော့ကိုမားနေတဲ့အရာတွေကို ထောက်ပြတယ်အာပြီးတော့ကိုအဓိကကျွန်တော်ကအားနေစေဖြစ်တယ်ကျွန်တော်ရဲ့အတန် flow တွေကိုအများဆုံးတတ်နိုင်ဆုံးပြင်ပြီးတော့ဒီကားထဲမှာအသက်နိုင်ဆုံးကျွန်တော်ပဲ့ကန်ပေးသွားပါမယ်ဟုတ် တခါမှဟုတ်တယ်နော်မမအခုမှစဉ်းစားမိရတခါမှတောင်းအောင်လောက်ဟုတ်ဘယ်လိုပြောရလဲပထမဆုံးဆရာဝိုင်းနဲ့စုံတယ်အဲ့ကားမှာပဲတောင်းအောင်ပထမဆုံးစုံတာတတူရဲ့တူရဲ့ဆိုတော့အဲ့လိုလူငယ်ရဲ့ဆိုတော့ကတော့ပေါင်းလို့တူရနဲ့တန်းခင်မယ်အဲ့ဒါအဲ့အနမကျော်ဆောင်တော့လာချင်းတော့ဒီမှာဘောကမလေးကအရင်လိမ်မာတဲ့ကမလေးဘာမှလည်းမသိဘာမှလည်းမတော်ဘူးเนาะအရင်လိမ်မာတာလေးပဲပြောတတ်တယ်အဲ့လိုပိုက်ရိုက်တာတော့ကျန်းနေဒါပဲကျန်တာမပြောဘူးကျွန်တော်တို့က၃ရောက်ပါစုံစင်းနေအများတယ် စင်းတိုင်းစင်းတိုင်းမှာ၃ရောက်စုံနဲ့စင်းနေကြည့်ပါတော့ပါတယ်ဘာလို့ feeling feeling ဆိုတဲ့အတိုင်းခံစားချက်တွေနဲ့ပဲဒီကဒီကားထဲမှာလူတွေရဲ့ခံစားချက်တွေပေါ့ကျွန်တော်မပေါ့လေကျွန်တော် feeling ကိုသိပြီးတော့ feeling ကိုသိကြတယ်သူမကြဒါတွေ့ဘောမှာတော့ emotional ကိုနောက်ပိုင်းတော့တဲ့ရတခုရလာချိန်မှာနည်းနည်းပေါ့ထိန်းလိုက်နိုင်ထိန်းလာနိုင်တယ်လို့ခံစားရတယ်။အမငယ်နေတဲ့ချိန်မှာကျွန်တော်တို့ကမထိန်းနိုင်ခဲ့ဘူး emotional အတက်ငယ်ရလဲပါမယ် emotional နောက်ကိုအရန်လိုက်သွားကြတယ်။အဲတခုဆိုရင်ကျွန်တော်စိတ်ခံစားချက်နောက်ကိုလိုက်တော့အမားတွေများတယ်။ အဲ့နောက်ပိုင်းတော့တဖြည်းဖြည်းလူရဲ့အသက်အရွယ်ရလာရင်တော့တဖြည်းဖြည်းထိန်းလာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ Clean ဆိုတဲ့ရုပ်ရှင်ဇာတ်ကြီးကို Clean အပြည့်နဲ့ကြည့်ရမှာပါ။ရင်ထဲကိုအရောက်ပြောဆောင်နေရဲ့ item တွေရောပြီးတော့ခါကြတော့ driver ရဲ့သင်ကြားမှုတွေရောပြီးတော့အကုန်လုံးလည်းပြည့်ဝရဲပေါ့နော်အရာတွေနဲ့သူရှင်ထဲကိုရောက်မှာပါအဲ့တော့လာကြည့်ဖို့အတွက်ဟိုကဖိတ်ခေါ်ပါတယ်ကျွန်တော်ဒီကားထဲမှာ ကိုနေဝင်းတို့မချူလေးတို့ဆိုရင်တကယ်ကိုနေမကောင်းဖြစ်ပြီးတော့သူတို့အရင်ကအားဆိုင်ပြီးတော့သူတို့တကယ်ကိုပင်မန်းပြီးတော့တကယ်ကိုနေမကောင်းမဲ့နော်စေယုံစေစေယုံတော့တက်လိုက်တက်လိုက်ရပြီးတော့တကယ်ကိုမချူလေးဆိုတဲ့အတန်းနေနာပြီးတကယ်ကိုအားဆိုင်အပြည့်စိုက်ထားတဲ့အပြင်ကျွန်တော်ညုကိုညုပညာညုကိုမောင်မရဲ့အားလုံးရဆရာမိုင်းတို့ရောအကုန်လုံးအားလုံးပတ်ပေါင်းစွာနဲ့အားလုံးအားဆိုင်ထားတဲ့ feelings ကားလေးကိုလာရောက်ကြည့်ရှုအားပေးပါဦးလို့ပြောချင်ပါတယ်